်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖျံသခင်ရဲ့ခြေထောက်ကိုချီးမွမ်းပါတယ်ကိုတော့ကိုခေါ်ပါဆိုတဲ့ကောင်းစဉ်နဲ့76ခုမြောက်သောဇလံအငယ်6ကနေခွန်ကိုဆင်ခြင်သွားခြင်းပါတယ် ။ဥထာဝရဖျားကျွန်ုပ်ဤပတ္ထနာစကားကို နားထောင်တော်မူပါ။အတနာတော်ခံတော်စကားတန်ကိုမှတ်တော်မူပါ။ပြီးရောက်သည့်ကာလကိုတော်ကိုခေါ်ပါမည်။ကိုတော်လည်းထူးတော်မူတတ်ပါ၏။ဒုက္ခပြဿနာတွေကြုံလာတဲ့အခါကျွန်တော်တို့ညဉ်းညူခြင်းပူပန်ခြင်းတွေအထဲမှာပဲနေနေသလားဒါမှမဟုတ်ဘုရားသခင်စီကိုဆုတောင်းအပ်နိုင်မှုကို ပြုနေသလား အခုနှုတ်ကပတ်တော်ဂရိတော်အရာပေးရောက်တဲ့အခါကိုရော့ကိုခေါ်မယ်ဆုတောင်းမယ်ဆိုရင် ကိုရော့ကထူးတော်မူမယ့်အကြောင်းကိုပြောထားပါတယ်ကျွန်တော်လူဘဝမှာဒုက္ခဆိုတာကမကြုံခြင်းပဲကြုံရတတ်တယ်မမျော်လင့်ပဲနဲ့တွေ့လာရတတ်တယ်ဒါကဘာလို့မဆိုကြုံတွေ့ရတတ်တာပဲဖြစ်တယ်အဲ့ဒီလိုနေ့တွေရောက်လာရင် ကျွန်တော်တို့ဘာလုပ်မလဲဘာသူပဲဖြစ်ပါစေဒုက္ခရောက်တဲ့နေ့တွေဆိုတာက ရှိမှာပဲဖြစ်တယ် တခါတလေမှာကျွန်တော်တို့ကိုယ်တိုင်ကြောင့်ဒုက္ခပြဿနာတွေဖြစ်လာပြီးတော့တခါတလေမှာတော့ဘေကနေမှမသိပဲနဲ့ဒုက္ခပြဿနာတွေကကိုယ်စီကိုဆိုက်ဆိုင်မြိုက်မြိုက်ရောက်လာတတ်တယ်။ယောဘအခန်းကြီး9အငယ်ခွန်မှာလူဟာဒုက္ခတွေမှာကျင်လည်ဖို့မွေးဖွားလာရခြင်းဖြစ်တယ်လို့ဆိုထားတယ်။အခုအချိန်မှာကျွန်တော်တို့ဟာဒုက္ခတွေပတ်လည်ဝိုင်းနေတဲ့နေ့တွေထဲမှာရှိနေနိုင်တယ်။တချို့လူတွေအတွက်လွန်ခဲ့တဲ့နှစ်တွေအတွင်း ရုံးကန်နေခဲ့ကြရမယ်။ဝေကြီးဖောင်းပွားမှုနဲ့ကုံစည်နှုံကြီးမြင့်မှုတွေရဲ့ဖိအားတွေကြောင့်ကျွန်တော်တို့စိုးရိမ်မှုအပြည့်ရှိနိုင်တယ်။နိုင်ငံရေးစိတ်ရေးပြည်တွင်းရေးအခက်အခဲတွေကြောင့်စိုးရိမ်မှုအပြည့်ရှိနေနိုင်တယ်။တခြားသူတွေအတွက်တကဘာလုံးဆိုင်ရာအခြေအနေတွေနဲ့လူမှုရေးမငြိမ်မသက်မှုတွေကြောင့်စိုးရိမ်ပူပန်မှုတွေကအမြဲတမ်းကြောက်ရွံ့နေရတဲ့အနေအထားနဲ့အသက်တာမျိုးဖြစ်နိုင်တယ်။ ဒုက္ခပြဿနာနေရတွေကကျွန်တော်တို့အားလုံး ਨੇ ယဉ်နီးနေပါတယ်မနှက်ပြန်ပါဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့ဘယ်သူမှမခံမနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒုက္ခနေရရောက်ရှိလာတဲ့အခါကျွန်တော်တို့ဘယ်လိုတုံ့ပြန်တင်တယ်လဲကျွန်တော်တို့တုံ့ပြန်နိုင်တဲ့ပထမဆုံးတုံ့ပြန်ခြင်းကတော့ကြောက်ရွံ့ခြင်းနဲ့စိုးရိမ်ခြင်းပါဘလို့အရာတွေမှာဖြစ်နိုင်မလဲကျွန်တော်တို့ရဲ့စိတ်ဟာထိမ့်သိမ့်ခြင်းမရှိတဲ့ယထာတစင်းလိုပဲသူ့ပြေးလန်းချောင်းမှာ ပြင်းနေမယ်အလုတ်တွေလှုပ်เสียမရှိတော့ရင်ဘာလုပ်မလဲအလုတ်ပြုတ်သွားရင်ဘယ်လိုလုပ်မလဲဟိုဟာတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲဒီဟာတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲဘာတွေဖြစ်လာမလဲဘာတွေတွေ့ကြုံရမလဲဘာဖြစ်မလဲဘာဖြစ်မလဲဆိုတဲ့အတွေးတွေနဲ့ထိမ့်သိမ်းလို့မရတဲ့ယထာတစည်းလိုပဲရပ်ဖို့ခက်ပါလိမ့်မယ်အဲ့ဒါကိုညှဉ်းညူခြင်းအပြင်ကျွန်တော်တို့ဒုက္ခတွေကို တုံ့ပြန်နိုင်တယ် ဒါကမတရားဘူးဒါကငါတို့နဲ့မထိုက်တန်ဘူးငါတို့အပြစ်မဟုတ်ဘူးလို့တုံ့ပြန်ပြောဖို့လွယ်တယ်။ညှဉ်းညူခြင်းကထိန်ချုပ်မှုကင်းလွတ်ပြီးတော့အရှိန်နဲ့ပြီးနေတဲ့ယထာတစင်းလိုပဲလင်းလင်းမြန်မြန်ပြီးနေတဲ့အခါမှာရုပ်တရက်ရက်လိုက်ဖို့ခက်ပါလေ။ဒါပေမဲ့လည်းတုံ့ပြန်ဖို့ပို့ပြီးတော့ကောင်းမွန်တဲ့နီလန်ကတော့အဲ့ဒီအချိန်မှာဘုရားသခင်ကို ခေါ်ခြင်းပဲဖြစ်တယ်။ ဒါဝိတ်ကလည်းဘယင်ဖြစ်နေပေမဲ့ဒုက္ခဆင်းရဲခြင်းနှိယက်တွေကိုသူ့အနေနဲ့ခံစားခဲ့ရတယ်။သူ့ဘယင်မဖြစ်ခင်ကတည်းကရှောလူဘယင်ကသူ့ကိုတတ်ဖို့ကြံစည်ခဲ့ဘူးတယ်။စစ်ပွဲတွေရန်သူတွေများစွာသူ့မိသားစုထဲမှာတောင်းသားအရင်ရဲ့တစ္ဆာဖောက်မှုနဲ့တပ်ဖြတ်မှုတွေအထိကြုံခဲ့ဘူးတယ်။ဒါပေမဲ့ဒါဝိတ်ကဒီအခက်အခဲဒုက္ခနေ့တွေကိုဘလို့ကြော်လွားသွားရမလဲဆိုတာကိုသူ တင့်နဲ့ပြီးသားဖြစ်တယ်။သူဟာဘုရားသခင်ကိုဆုတောင်းခဲ့တယ်။ပို့ပြီးတော့တိုးဝင်ချစ်ကပ်ခဲ့တယ်။သူတည်နေတာကသူဆုတောင်းတဲ့အခါဘုရားသခင်ကဖြေချားပေးမယ်ဆိုတာပဲဖြစ်တယ်။ကျွန်တော်တို့အတွင်အခက်အခဲတွေနဲ့ဒုက္ခပြဿနာတွေရောက်လာတဲ့အခါကိုရော့ကိုခေါ်ပါကိုရော့စီမှာဆုတောင်းပါဘုရားသခင်ကကျွန်တော်တို့တယောက်တည်းမခံစားစေပါဘူး။သူကကျွန်တော်တို့အတွက်အသင့်ရှိပြီးတော့ကျွန်တော်တို့ကခေါ်တဲ့အခါမှာဖြေချပေးမှဖြစ်တယ် ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ဂရိတော်အရာဝန်ခံအသက်ရှင်သွားဖို့ကတော့ဒုက္ခပြတနာ နေ့တွေမှာကုရော့ကိုခေါ်ပြီးတော့ဆုတောင်းရမယ်ကျွန်တော်တို့ဒုက္ခကိုမကြောက်ပဲနဲ့ဘုရားသခင်ကိုပဲဆုတောင်းရမယ်ကျွန်တော်တို့ဆုတောင်းတဲ့အခါကုရော့ဖြစ်ချားပြိမယ်ဆိုတာ နားလည်ရမယ်ဘုရားသခင်ကကျွန်တော်တို့ရဲ့အခက်အခဲတွေနဲ့ပြဿနာတွေကိုတယောက်တည်းရင်ဆိုင်ဖို့ဘယ်သောအခါမှ ပြစ်ထားမှာမဟုတ်ပါဘူး သူဟာကျွန်တော်တို့နဲ့အတူရင်ဆိုင်ပြီးမယ်အဖြေပြီးမယ်34ခုမြောက်သောဆန္ဒအငယ်19မှာဖြောက်မှတ်တော်သူသည်များစွာသောဒုက္ခဆင်းရဲကို ခံရတော်လဲထာဝရဘုရားသည်ခတ်သိမ်းသောဒုက္ခဆင်းရဲတွေကကယ်လွတ်တော်မူ၏လို့ဂတိပေးထားပါတယ်ဂျန္နစင်ချင်ခဲ့တဲ့သူတိုင်းဒုက္ခအခက်အခဲကာလအတွင်းမှာကိုရောကိုခေါ်ပြီးတော့ကိုရောရဲ့ထူးထန်ကိုကြားရပြီးတော့အဖြေတွေ့ ရပါစေအဖြေတွေရပြီးတော့ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကနေလဲကင်းလွတ်နေပါစေအာမင်ဒီခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီနေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင်းစောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြတ်တာပြည့်လို့ဆိုအပ်ပါသည်